သူလည်းပျော်နေပြီဝယ်တယ်ရိုက်တဲ့နေရာအဲ့လိုသူ့ရဲ့ဇနီးလောင်းကြည့်ပြီးတော့ဗောနော်လှနေတော့ညံစလုံးအဲ့လိုပျော်ပျော်ရွှင်ရွှင်ပဲအဲ့ရှုတင်နေရာအဆင်ပြေတယ်ဗောနော်ပျော်ပျော်ရွှင်ရွှင်လေးပြီးဆုံးသွားဆိုတော့သူလည်းပျော်နေတာဗောနော်ပြီးဝယ်တယ်က သူတို့လည်းအဲ့လိုတသက်မှာတစ်ခါဆိုတော့သူတို့ရဲ့အပျော်ဆုံးချိန်ပေါ့နော်ကိုရီလည်းအဲ့အတွက်အဲလှုပ်ခွင့်ရတဲ့အတွက်ဝမ်းသာပါတယ်အားကြပါနော်ကိုရီလည်းအဲ့လိုအဲသူတို့အဲ့လို shoot တင်ရမှဆိုပိုင်ရအဲ့လို smile မပိုင်ဖုန်းဆက်ပြီးအဲ့လိုမအောင်ပါရိုက်နေပြီးဘာညာပေါ့နော်အဲ့ကြရင်လည်းသူတို့ကြည့်ပြီးပျော်နာပေါ့နော်တချို့သူတို့နှောက်တူတူရှိနေလဲအဲ့လိုជីជីနူးနူးလေးပေါ့နော်ဟိုလိုရံဖြစ်တာတွေဘာညာကြီးစိတ်ဆိုးစိတ်ကောက်တာတွေလည်းမရှိဘူးအမြဲတမ်းအဆင်ပြေနေတော့သူတို့ကိုကြည့်ပြီးတော့အဲ့လိုဘေးနားနေဝမ်းသာနေရပေါ့နော် တချို့တွဲဆိုတည့်ရလားဟိုလိုအမြဲတမ်းအဲ့လိုကြည်နူးမနေနိုင်ဘူးလေအဲ့လိုရံဖြစ်တာတွေစိတ်ဆိုးစိတ်ကောက်တာတွေဖြစ်နေရအဲ့လိုဘေးနားလူကပဲကြည်ပြီးပူလာအောင်နေရလေသူတို့ကြအဲ့လိုမရှိဘူးအဲ့လိုတွေးလိုက်တဲ့အချိန်တိုင်းပျော်ရွှင်နေတယ်ကြည်နူးနေဆိုတော့အဲ့လို အပျော်ဓာတ်တွေကူးတာပေါ့နော်ကိုဘေးနားလူကလည်းအဲ့လိုជីជីနူးနူးလေးပျော်နေတာပေါ့တဲ့အရန်ချစ်တာလို့မြင်တော့အရန်ချစ်အဲ့လိုအကုန်လုံးမြင်တဲ့အတိုင်းပဲသူတို့လည်းမြင်တာပေါ့နော်အဲ့လို fit တင်ချာနေ smile လာချာအချိန်သူကြိုက်တယ်ပေါ့နော်ဝေးကြည့်လိုက်အချိန်သူလှုပ်စင်းတဲ့ပန်းလေးတွေအဓိကရသွားပေါ့နော်သူကအဲ့ပန်းပွားလေးကိုအဓိကဝစ်ချက်မှာ ဆိုတော့အဲ့ပန်းဘွားလေးလှပြီးတော့ဝစ်ဆုံလေးရလဲအဲ့လိုသူနဲ့ကက်ကက်ချက်ချက်လေးလှနေတော့သူလည်းသဘောကျတယ်ပေါ့နော်အဲပိုင်တော့ဒီလာထဲမှာစောင်းမှာပေါ့နော်ဖိတ်ဆိုင်ရတော့ရောက်နေပြီဆိုတော့အဲ့လိုပိုင်ပွဲတက်မဲ့လူတွေအဲ့လိုညာနေပေါ့နော်ညာနေအဲ့လူတွေကလည်းကိုနဲ့အတိတွေပဲဆိုတော့အခုကကိုစီလာပြီးတော့အဲ့နေကြပြီအဲ့လိုပိုင်ပွဲသွားဖို့အချုပ်ပေးပါအောင်ချုပ်ပေးပါအောင်ဆိုတော့အဲ့လိုညာရတယ်ပေါ့နော်အဲပုံမှန်အားဖြင့်တော့သတို့သမီးတွေဆိုစပီတော့အဲ့လို 30ဆိုင်ဝင်စင်ပါနော်30ဆိုင်ဝင်စင်ဆက်ပြီး100လောက်ထိရှိတယ်ပေါ့နော်ဆိုတော့အဲ့လိုအဲ့ထဲမှာကိုသုံးမဲ့ accessory နဲ့ပိတ်စားနဲ့ပုံမူတည်ပြီးတော့ပဲဈေးတွေကကွာသွားမှာပေါ့နော်အဲကောင်းကောင်းသုံးချင်တဲ့လူတွေဆိုရင်ဟိုပစ္စည်းကောင်းသုံးပေးရင်ဈေးရတော့တမျိုးဖြစ်မယ်နည်းနည်းပုံမှန်နေထားဆိုရင်ဈေးရတမျိုးဖြစ်မယ်ဒီလောက်ပါပဲအဲစမိုင်းကိုချုပ်ပေးဖြစ်တာ စပိုင်းနဲ့ကအဲ့လိုဒီ pre wedding မတိုင်ခင်သူအတွက်ချုပ်ပေးဖူးရယ်ပေါ့နော်အရင်တုန်းကလေပြီးတော့ pre wedding မှာသူကအဲ့လိုနှစ်စုံရိုက်မယ်ပေါ့နော်အမှစပီးတစ်စုံချုပ်ကန်ပေါ့စပီးကိုအဲ့လိုအတူလေးကိုလှလှလေးချုပ်ပေးပါဆိုတော့ချုပ်ပေးဖြစ်တာပါသူနဲ့တေချာလေးတိုင်ပြီးပြီးတော့အရင်တုန်းကအဲ့လိုစမိုင်းအလှပုံရိုက်ဖို့အတွက်ချုပ်ပေးဖူးရယ်ပေါ့နော်အဲ့ဒီခရီးကတော့သူနဲ့ခင်တာပေါ့နော် အဲပြီးတော့အဲ့လို smile တို့ make up လိမ့်နေတဲ့ကကာနဲ့စပီနဲ့လည်းတငယ်ချင်းဆိုတော့သူတို့เนี่ยနည်းနည်းပိုနှီးဆန်တာဗောနော်အဲ့ဒါနဲ့ pre wedding အတွက်ချုပ်ပေးဖြစ်တာပါအဲအမှတ်တရတော့ပိုင်ဆောင်တော့မယ်ဆိုတော့သူရဲ့ pre wedding ကိုချုပ်ပေးရတော့တော်တော်လေးပျော်တာဗောနော်အဲ့ဒီအတွက်ကိုလည်းတိတိကျကျလေးလုပ်ပေးတယ်သူ စမိုင်းဆာလာအခရာတော့အဲ့လိုရိုးရိုးလေးဝတ်ချင်တာသူ့စပီးအဲ့လို sketch ကိုသုံးခုလောက်ဆွဲပြတာအဲ့လိုကျန်တဲ့ဟာတွေကနှစ်ခုကပြည့်ကိုကတော့အဲ့လိုပြည့်စင်တာပေါ့နော်ဒါပေမဲ့အဲ့လိုမပြည့်မပြည့် short ပဲ short ပဲဆိုတာလည်းအဲ့လိုရိုးရိုးလေးပဲပေါ့နော်အဲ့လို short dress လေးကိုမှအဲ့လိုကျိုးလေးနဲ့ဒီလောက်ပဲပြီးတော့မှအဲ့လိုဟိုပန်းပွားလေးပေါ့ပန်းပွားလေးကတော့တချို့ပုံလေးတွေမှာဟိုသူဝတ်ထားတယ်တချို့ပုံလေးတွေမှာဖြုတ်ထားတယ်ပေါ့နော် ရိုးရိုးရှင်းရှင်းလေးပါဒါပေမဲ့အဲ့လို smile နဲ့လှနေပေါ့နော်သူဖြစ်နေလို့ပေါ့သူဝစ်လိုက်လို့လှတာစပီရိုဝစ်ဆုံနေရအဲ့လိုရှိတယ်ပေါ့နော်ကိုကကိုအိမ်မှာအယုံမှချိန်ထားရင်အဲ့လိုဝစ်ဆုံကမကြွအောင်မလှအောင်အဲ့လိုသူပိုင်ရှင်ဝစ်လိုက်ရင်ဝစ်ဆုံကအဲ့လိုကြွပြီးလှသွားပေါ့နော်ပြီးတော့အဲအဓိကဓာတ်ပုံဆရာတွေ make up ဆရာတွေ style တွေကြောင့်လည်းပါပါတယ်အဖြစ်တော့ဖြစ်သူ fine နဲ့ပေါ့နော် smile ကကြတော့သူဒီလိုပဲဝတ်တာလေအပြင်သူရဲ့ life မှာလည်းအဲ့လိုရှင်းရှင်းလေးတွေပဲဝတ်တာအဲ့လိုရှော့ရှော့ခတ်နိုင်သူကမဝတ်ဘူးမကြိုက်ဘူးဆိုတော့ သူနဲ့လည်းလိုက်နေတယ်ပြီးတော့အဲ့ဒီ shooting နေရာဗီဒီယိုလည်းရှိတယ်တခြားလေး shooting ရိုက်တဲ့အချိန်မှာဘေးနားနေကြည့်နေတော့လှနေပေါ့နော်အဓိကအဲ့လိုပျော်နေတဲ့ vibe လေးတွေရိုက်တော့ကြည့်တဲ့ပရိသတ်လည်းသူတို့ပုံလေးတွေကြည့်ပြီးကြည်နူးပြီးပျော်ပြီးတော့ကြိုက်ပေးကြတာပေါ့နော်ဟိုလိုအရန်ဟိုပဲများပြီး item တွေများတာမဟုတ်ဘူးတကယ်ဟိုပေါ့ပေါ့ပါပါလေးနဲ့ပျော်ပျော်ရွှင်ရွှင်လေးရိုက်ထားဆိုတော့အဲ့ကြောင့်ပရိသတ်တွေကလည်းပုံလေးတွေသဘောကျတယ်လို့ထင်ပါတယ်အဲ့လို မှန်တော့ဝတ်စုံညရိုးရိုးရှင်းရှင်းလေးလေးဘာမှအဲ့လောက်ကြီးမဟုတ်ဘူးအဲ့လိုပဝါမှာအဲ့လိုဟန်မိတ်ပန်းလေးလှုပ်ထားတော့ပါတာပေါ့နော်ဒါပေမဲ့အဲ့လိုအဲ့ဒီပဝါမှာပိုင်လဲဝတ်စုံရိုးရိုးလေးဒါပေမဲ့အဲ့လိုသူ့ဝတ်လိုက်လို့ပေါ့နော်ပြီးတော့အဲ့လိုအဲမိတ်ကပ်တွေစပင်းတွေပြီးတော့စတိုင်းလေးရဲ့စီစဉ်မှုပေါ့နော်အက်ဆက်ဆရီတွေကြောင့်ပို့ပြီးလှသွားပေါ့နော်ပြီးတော့ဟိုကွန်ဆော်တို့ကိုညီတို့ကြောင့်ပေါ့နော်ဒါပေါ်အဲ့လိုရိုက်ချက်လေးတွေအရန်လာတယ်ပေါ့နော်သူတို့အင်ဂယ်ယူထားတာလေးတွေပြီးတော့အဲ့လိုအပျော်လေးတွေဓာတ်ပုံဆရာတော်လို့ပါပုံလေးတွေပို့ပြီးတော့လှအနာပေါ့နော် ဇီဘရာလို့ sketch ဆွဲပြီးတော့အက်ထားတာပဲရှိတာပေါ့နော်တကယ် fit in ချာနေ smile လာချာချင်သူကြိုက်တယ်ပေါ့နော်ဝစ်ကြည့်လိုက်ချင်သူလိုချင်တဲ့ပန်းလေးတွေအဓိကရသွားပေါ့နော်သူကအဲ့ပန်းပွားလေးကိုအဓိကဝစ်ချင်တာဆိုတော့အဲ့ပန်းပွားလေးလှပြီးတော့ဝစ်ဆောင်လေးကလည်းအဲ့လိုသူနဲ့ကက်ကက်ချက်ချက်လေးလှနေတော့သူလည်းသဘောကျပေါ့နော်အဲ့လိုဘာမှပြင်ဆင်မလို့ fit in ချာနေမှာအကုန်လုံး quality ဖြစ်နေတော့သူလည်းစိတ်ချမ်းသာကိုလည်းပျော်ရပါပေါ့နော်သူကအဲ့လိုသူလည်းပျော်နေ pre wedding ရိုက်တဲ့နေရာအဲ့လိုသူ့ရဲ့ ဇနီးလောင်းကြည့်ပြီးတော့ဗောနော်လှန်နေတော့ညံစလုံးအလိုပျော်ပျော်ရွှင်ရွှင်ပဲအဲ့ရှူတင်လေးကအဆင်ပြေတယ်ဗောနော်ပျော်ပျော်ရွှင်ရွှင်လေးပြီးဆုံးသွားဆိုတော့သူလည်းပျော်နေတာဗောနော်ပရီဝယ်တွေကသူတို့လည်းအဲ့လိုတသက်မှာတစ်ခါဆိုတော့သူတို့ရဲ့အပျော်ဆုံးချိန်ပေါ့နော်ကိုရီလည်းအဲ့ဒီအတွက်အဲလောက်ခွင့်ရတဲ့အတွက်ဝမ်းသာပါတယ်အဲ့လိုရှူတင်မှာဆိုရင် ရိုးစုမာရိုက်တာပေါ့နော်အဲ့လိုဒီဘက်မှာသရိုသားသရိုသားကလည်းအဲ့လိုအရန်ချောနဲ့ပိုင်ရလဲအဲ့ဒီမှာသရိုသမီးကလည်းရဲလိမ့်တာအဲ့လိုအရန်လှနေမိကက်ဆလိမ့်နေအချိန်ကလေးကလှနာဆိုပြီးတော့အဲ့လိုသူတို့ညအဲ့လိုကြည်ကြည်နူးနူးတွေအပြင်မှာလည်းအဲ့လိုသူတို့ကအဲ့လိုကြည်ကြည်နူးနူးပဲအဲ့လိုမန်းနေမှောင်ဆိုတော့သူတို့ကြည်ပြီးအားရကြအဲ့လိုသဘောတွေကြပျော်နေရပေါ့နော် ဟုတ်လို့အဲတချို့တွေ prepare တွေရရင်အဲ့လိုဒီလိုလေ prepare တွေနဲ့အများကြီးကြုံခဲ့မှုတာပေါ့နော်တချို့သရိုသားသမီးတွေကြတော့အဲ့လိုအိတ်အဆက်လေးတွေရှိတယ်ပေါ့နော်အဲ့လို အရန်တိတိတတတွေဘာညာတွေမရှိဘူးပေါ့နော်ပိုင်တို့ကြတော့အဲ့လိုမဟုတ်အဲ့လိုပျော်နေရသူတို့ညအဲ့လိုရိုင်းနေနေတကယ်ဟိုဟိုအရင်လုံယူထားပြီးရိုက်ထားတာမဟုတ်ဘူးသူတို့ရဲ့ daily life အတိုင်းပဲပေါ့နော်အဲ့လိုနေတယ်ပြီးတော့အဲ့လိုပျော်ပျော်ရွှင်ရွှင်လေးရိုက်တယ်ဆိုတော့အဲ့ထဲကကြည့်ကြရပျော်နေတာအဲ့လိုပျော်စရာကြီးပေါ့နော်အရှုတရားလေလူတွေအများကြီးပဲပျော်ဖို့ကောင်းတယ် အားကြရပါတော့ကိုရီလန်အဲ့လိုအဲ့သူတို့အဲ့လို shoot တင်ရောက်မှဆိုပိုင်ရအဲ့လို smile မပိုင်ဖုန်းဆက်ပြီးအဲ့လိုမမောင်းဘာရိုက်နေပြီးဘာညာပေါ့နော်အဲ့ကြရင်လေသူတို့ကြည့်ပြီးပျော်နာပေါ့နော်တချို့သူတို့နှောက်တူတူရှိနေလဲအဲ့လိုကြည်ကြည်နူးနူးလေးပေါ့နော်ဟိုလိုရံဖြစ်တာတွေဘာညာကြီးစိတ်ဆိုးစိတ်ကောက်တာတွေလည်းမရှိဘူးအမြဲတမ်းအဆင်ပြေနေတော့သူတို့ကိုကြည့်ပြီးတော့အဲ့လိုဘေးနားနေဝမ်းသာနေရပေါ့နော်တချို့တွဲရေဆိုတည့်ရလားဟိုလို အမြဲတမ်းအဲ့လိုကြည်နူးမနေနိုင်ဘူးလေအဲ့လိုရံဖြစ်တာတွေစိတ်ဆိုးစိတ်ကောက်တာတွေဖြစ်နေရအဲ့လိုဘေးနားလူကပဲကြည်ပြီးပူလာအောင်နေရလေသူတို့ကြအဲ့လိုမရှိဘူးအဲ့လိုတွေးလိုက်တဲ့အချိန်တိုင်းပျော်ရွှင်နေတယ်ကြည်နူးနေဆိုတော့အဲ့လိုအပျော်ဓာတ်တွေကူးတာပေါ့နော်ကိုဘေးနားလူကလည်းအဲ့လိုကြည်ကြည်နူးနူးလေးပျော်နေရပေါ့ဟုတ်တယ်အရန်ချစ်တာလို့မြင်တော့အရန်ချစ်အဲ့လိုအကုန်လုံးမြင်တဲ့အတိုင်းပဲသူတို့လည်းမြင်တာပေါ့နော်အဲ့လိုအရန်ချစ်ပေးတယ်ချစ်ပေးတာကိုလည်းချစ်ချောင်းလည်းပြသပေးတယ်ပေါ့နော်တချို့ယောက်ျားတွေဆို ချစ်တာပဲစိတ်ထဲမှာပဲထားပြီးတော့အဲ့လိုမပြတောင်လေအဲ့ကြိုင် main clear ကကိုယ်မချစ်ဘူးလို့ထင်တာလေရှိတယ်လေနော်အဲ့လို main clear ကြတော့လဲကိုကချစ်ပေးတာကိုပြမှသူတို့ကပို့ပြီးတော့ပျော်ရတာဗောနော် main clear သဘာဝဆိုတော့အဲ့ဒါတွေလည်းမြင်နေရတော့သူတို့မျှောက်လိုက်ဖက်ပါတယ်သူပိုင်ချစ်ပေးသလို smile ကလည်းချစ်ပေးတယ်ဗောနော်အဲ့လိုနှစ်ယောက်စားသဘောထားတူပြီးတော့အပြန်အလှန်အဲ့လိုချစ်ပေးလို့သူတို့နှစ်ယောက်ကပို့ပြီးတော့အဲ့လိုလိုက်ဖက်တယ်လို့ထင်ပါတယ်အဲ့လိုဗောအရန်သူပေးထားတဲ့ကတိကို တည်ပြီးတော့ယူတယ်ပေါ့နော်အဲ့ဒါလည်းသူ့ကိုလေးစားရတဲ့အချက်ပေါ့နော်ပြီးတော့အဲ့လိုအခုခေတ်မှာကြာတော့လေအရင်ခေတ်ကသာအဲ့လိုမင်းသားတွေက အဲမင်္ဂလာဆောင်လိုက်လို့တိတ်ပြီးမရိုက်ကြတာတွေဘာတွေရှိတယ်မင်းသမီးတွေလည်းအဲ့လိုမင်္ဂလာဆောင်လိုက်လို့အဲရိုက်တာတွေရော့သွားရှာအခုကျတော့လည်းအဲ့လိုမဟုတ်တော့ဘူးပေါ့နော်ပြိသက်တရနားလည်ပေးတယ်ဒါသူတို့ယူရမယ့်အချိန်ယူလိုက်ပြီးအဲ့ကြိုင်လည်းပို့ချစ်ပေးကြတယ်ဟိုမင်းသမီးတွေလည်းအဲ့လိုပဲယောက်ျားယူလိုက်လို့အခုအချစ်ရော့သွားတယ်မရှိဘူးပေါ့နော်ချစ်မြဲတိုင်းချစ်တယ်တချို့နှစ်ယောက်ကိုကြည့်ပြီးတော့ပို့ချစ်ပေးတဲ့ဟာတွေရှိနေတော့ အခုခေတ်ကတော့အဲ့လိုဟိုကိုတကယ်ချင်းယူလိုက်ပေါ့နော်ဘာမှမဖြစ်ဘူးအဲ့လိုပြိသက်အတွက်စိုးရင်ကြမရှိတော့ဘူးပေါ့နော်ကိုချစ်လို့ယူလိုက်ပြိသက်တွေအကုန်လုံးလည်းနားလည်ပေးပါတယ်ဟိုလိုယူလိုက်လို့အချစ်ရော့သွားတယ်ဘာလည်းမရှိဘူးဇီဗီရိုကိုနှိုက်ရပဲပေါ့နော်ဇီဗီရိုလည်းပိုင်အောင်ချစ်တယ်ယူသွားတော့လည်းပျော်နာပဲဒီတိုင်းမြဲအာပဲအာမီအာပေးစဲအာပေးနေမှာပဲပေါ့ဘာမှအချစ်ရော့တာဘာလည်းမရှိပါအဲပိုင်ကိုဇီဗီရိုကျတော့သူမင်းသားလောက်တော့ဇီဗီရိုလည်းအဲ့လို commercial တွေဘာလည်းတချို့ချုပ်ကတွေဘာလည်းရှိတာပေါ့နော်အေးစစ်စစ်ပဲသူလည်းအဲ့လို ဟုတ်လို့လေဟိုရှစ်တမခဲရိုက်တာတွေဘာတွေမရှိဘူးပျော့ပျော့ရွှင်ရွှင်ပဲဆိုတော့အဆင်ပြေတယ်ပေါ့နော်အလုံးလောက်ကရတာပြီးတော့အေးအေးဆေးဆေးသမားဆိုတော့အလုံးလောက်ရတာအဆင်ပြေတယ်အခုသူနဲ့ပတ်သက်တဲ့လူတွေချုပ်ပြီးတော့လဲစမိုင်းလည်းအေးအေးဆေးဆေးပဲအဲ့လိုခရက်မရှိတော့အဆင်ပြေတယ်ပေါ့နော်သူတို့တက်ချုပ်ပြရတာအဲအရေးအေဂျင့်နဲ့ပိုင်းအင်တာဗျူးတွေမှာဖြေတယ်လို့ပဲလေစမိုင်းကသူ့ပေါ်အဲ့လိုစိတ်ဆိုးတာရှားတယ်မရှိဘူးလေတကယ်လားစမိုင်းစိတ်ဆိုးတာမရှိဘူးဇီဘီရူလည်းအဲ့တိုင်းပဲအရန်ပိုင်းပေါ်လည်းသူဂယူးဆိုင်ပေးတယ်ချစ်ပေးတယ်ပေါ့နော်အဲ့ဒါဘေးနားလူတွေမြင်နေရတာဆိုတော့ အဲသူတို့ကြည့်ပြီးသဘောကျတယ်ပေါ့နော်အဆင်ပြေပါပိုင်းရဲ့ဟို pre wedding ဆိုတာသူတို့သမီးတွေအတွက်အမှတ်တရပဲပေါ့နော်သူတို့အတွက်တသက်မှတစ်ခါဒါသူတို့လည်းရိုက်ကြတာဟိုဆိုတော့ သူတို့ရဲ့ pre-wedding မှာချုပ်ပေးခွင့်ရတဲ့အတွက်ဝမ်းသာတယ်ပေါ့နော်ပြီးတော့အပုံလင်တင်လိုက်တဲ့အချိန်မှာတခြား pre-wedding ရိုက်ချင်တဲ့သူတို့သမီးတွေလည်းအလိုလာအပ်ကြတယ်ပေါ့နော်အဲ့ဒါလေးတွေကြည့်ပြီးတော့အလိုသူတို့လည်းအလို short dress လေး with sin နဲ့လို့အလိုလာအပ်တဲ့ဟာတွေရှိတယ်ပေါ့နော်ပြီးတော့အဲ့ပန်းပဝါလေးကြိုက်တယ်ဆိုပြီးလာအပ်တဲ့ဟာတွေရှိတယ်အဲ့ဒါကြောင့်မို့ဇီဗီယာဒီနှစ်ပိုင်း everywhere တွင်ချုပ်ခါတာများတယ်တချို့သူတို့သမီးတွေဆိုအဲ့လိုအပိုင်တော့နှစ်စုံရိုက်တာပေါ့နော်တချို့တွေကျတော့အဲ့လို၅စုံရိုက်တက်လို့ရှိတယ်၃စုံရိုက်တက်လို့ရှိတယ် အဲ့ဒါတွေလည်းဟိုအများကြီးချုပ်နေရတယ်ပေါ့နော်အခုလည်းအဲ့လိုမင်္ဂလာဆောင်မဲ့သူတို့သမီးလေးတွေ pre wedding တွေလာအပ်နေကြတာပေါ့နော်အဲ့အတွက်လည်းပြောရပါတယ်အဲပိုင်တော့ဒီလာထဲမှာဆောင်မှာပေါ့နော်ဖိတ်စာရတော့ရောက်နေပြီဆိုတော့အဲ့လိုပိုင်ပွဲတက်မဲ့လူတွေအဲ့လိုညာနေပေါ့နော်ညာနေအဲ့လူတွေကလည်းကိုနဲ့အတိတွေပဲဆိုတော့အခုကကိုစီလာပြီးတော့အက်နေကြပြီအဲ့လိုပိုင်ပွဲသွားဖို့အချုပ်ပေးပါအောင်အချုပ်ပေးပါအောင်ဆိုတော့အဲ့လိုညာရဲပေါ့နော်ဆိုတော့အဲ့အတွက်ကိုကရင်ခုန်နေဟဲ့ငါပြီးမှပြီးမှမလားပြီးတော့ကိုကိုလည်းဖိတ်ထားဆိုတော့ ငါဘာဝက်ကမလဲငါဘာဝက်ကမလဲသူတို့တွေအဲ့လိုအကုန်လုံးကတော့ဒီဇိုင်းပေါင်းစုံနဲ့လာအပ်နေကြတယ်ငါဘာဝက်ကမလဲပြီးတော့အဲ့လိုပေါ့နော်အပ်တဲ့လူများတော့အဲ့တော့လည်းစိတ်လှုပ်ရှားပေါ့နော်အဲ့လိုပွဲတက်မဲ့လူတွေလည်းကွာလှလှလေးဖြစ်စေချင်တော့အအကောင်ဆုံးတော့စူးစမ်းနေတယ်ပေါ့နော်တက်တဲ့လူတွေလည်းအလှဆုံးဖြစ်အောင်တော့ချုပ်ပေးဖို့အဲလုပ်နေပါပြီ။ အဲမင်္ဂလာပွဲอ่ะသူတို့တီးတလောက်ပေါ့เนาะအဲ့လိုထိုင်မသိန်းတပွဲပေါ့เนาะမြန်မာလိုတပွဲပြီးတော့အဲဒင်နာတပွဲပေါ့နှစ်ပွဲပေါ့သူသူနဲ့အရင်နှီးဆုံးလူတွေကိုဟိုဖိတ်มาပေါ့เนาะဟိုသူနဲ့ခင်မင်ရင်းနှီးတဲ့လူတွေကိုအဲသူတို့စီကိုလာအပ်တာတော့အဲသူပြကြဒီဇိုင်နာဖြစ်နေတော့ဘာတွေပွဲအတွက်လဲဆိုတာလာအပ်ကြပေါ့အတက်လူတွေကလည်းအဲ့လိုထိုင်မသိန်းပွဲတက်မဲ့လူနဲ့မြန်မာလူလေးချုပ်ပေးပါဆိုပြီးလာအပ်တဲ့လူတွေလည်းရှိတယ်အဲ့လိုအဲဒင်နာအတွက် dress တွေအဲ့လို မိုက်စားတွေလာအပ်တယ်လို့လည်းရှိတယ်ဆိုတော့အဲ့နှစ်ပွဲလို့တော့တည်ထားပါတယ်စဉ်းစားနေကိုလည်းလို့ဘာဝဲကံမလဲစဉ်းစားရတာပေါ့နော်ရှော့လို့လည်းမရဘူးပေါ့နော်ပြီးတော့ကိုယ်တငယ်ချင်းတွေကလည်းအဲ့လို fashion king တွေကိုွေးတယ်လေအကုန်လုံးအမိုက်စားရဲဆိုတော့သူတို့နဲ့သွားမှာဆိုတော့အဲ့လိုကိုယ်လည်းရောမနေအောင်တော့လုပ်နေပါအဲပုံမှန်အားဖြင့်တော့သူတို့သမီးတွေဆိုစပီတော့အဲ့လို 30ဝန်းကျင်ပါเนาะ30ဝန်းကျင်ဆက်ပြီး100လောက်ထိရှိတယ်ပေါ့เนาะဆိုတော့အဲ့လိုအထဲမှာကိုသုံးမဲ့ accessory နဲ့ပိတ်စားနဲ့ပုံမူတည်ပြီးတော့ပဲဈေးတွေကကွာသွားမှာပေါ့เนาะအကောင်းကောင်းသုံးချင်တဲ့လူတွေဆိုရင်ဟိုပစ္စည်းကောင်းသုံးပေးရင်ဈေးရတော့တမျိုးဖြစ်မယ်နည်းနည်းပုံမှန်နေထားဆိုရင်ဈေးရတမျိုးဖြစ်မယ်ဒီလောက်ပါပဲအဲ့လိုအဓိကကတော့အဲကိုလိုချင်တဲ့ဒီဇိုင်းကိုဓာတ်ရိုက်မေးတာကောင်းတယ်ပေါ့เนาะတကယ်တရားနဲ့တရားကဟိုဒီဇိုင်းမတူဘူးဆိုတော့လေ စပီတကြလည်းကွက်တီပုံတူကြီးကိုတိတ်ပြီးတော့မချုပ်ပေးချင်ဘောနော်ဒီတယောက်ချုပ်ထားရင်နောက်တယောက်အပြင် client အဲ့ရင်တော့ design ကိုပြောင်းပေးတယ်ဆိုတော့ဟိုဈေးကတော့သူချုပ်မဲ့ design မှမူတည်တာဘောနော်ပြီးတော့သူတို့သုံးစင်တဲ့အမောင်စပီတို့မေးပါတယ်မေးပြီးမှပဲအစဉ်ပြန်လုပ်ပေးတာပါဈေးမကြီးပါအဲဒီပြရတော့အမြဲတမ်းကိုကိုလိုအောင်မြင်နေလို့မခံစားဘူးပေါ့နော်အမြဲတမ်းစူးစမ်းနေပါတယ်ဟိုနေရာလေးတစ်ခုတိတိလေးပေါ့နော်တိတိလေးရရတဲ့အတွက်လည်းဟို ဝမ်းသာတယ်ပေါ့နော်ကိုစူးစားလို့ဒီနေရာလေးတစ်ခုရောက်တယ်ပေါ့နော်အဲ့နေရာလို့လည်းအလိုမပြောက်ပြန့်အောင်အမြဲတမ်းဟိုစူးစားနေရတယ်ပေါ့နော်အခုခေတ်ကြီးမှာအလိုဒီဇိုင်းရတယ်လည်းအများကြီးပေါ့လားလေအဲ့ထဲမှာမှအဓိကကိုလက်ရမကြအောင်ကိုဘာတွေအသက်ဆန်းလုပ်နိုင်မလဲထပ်လုပ်ကြရဲပြီးတော့အဲ့လိုကိုရဲ့ customer service ဘယ်လောက်ပေးနိုင်မလဲပေါ့နော် customer တွေကလည်းသူတို့စမှာအသိဉာဏ်ရှိတယ်အဲ့လို အပေါက်ဆွဲဒီဇိုင်နာဆိုမှအချင်းချောင်းလေနော်စကားပြောလဲပြေပြရမယ်ပြီးတော့အဓိကလက်ရလဲကောင်းမွန်ရမယ်ဆိုတော့အများကြီးပေါ့နော်ဟိုကိုစကိုမြဲအောင်လုပ်ရအဲ့လိုပန်းသင်းဆက်ဆံရေးလဲကောင်းရမယ်ပြီးတော့အဓိကလက်ရလဲကောင်းရမယ်ပြီးတော့ customer ပေါ်စေတနာရှိရမယ်လှစင်နဲ့စိတ်ရှိရမယ်အဲ့လိုဆိုတော့အဲ့ဒါတွေအားလုံးပေါင်းစည်းပြီးတော့အဲတေချာလေးစူးစမ်းနေတယ်ပေါ့နော်အဲ့ဒါမှသာ နေရာလေးတစ်ခုရမှာပေါ့နော် လာအပ်ပြီးတဲ့ customer တွေအများကြီးကျေစွတင်တာပေါ့နော်သူတို့ကြောင့် zipi ဆိုတာဖြစ်နေတာပေါ့နော်အဲ customer လာမအပ်ရင် zipi ဆိုတာဖြစ်နေမှာမဟုတ်ဘူးပေါ့နော်ဆိုတော့သူတို့လာအပ်ပြီးလို့အဆင်ပြေနေတာပေါ့နော်ဆိုတော့အများကြီးလာအပ်ပေးကြပါအများကြီးလဲစူးစမ်းနေပါတယ်ပြီးတော့ customer ရဲ့တယောက်ချင်းစီကိုယ်စီလာအပ်တဲ့လူတွေတကယ်လှစေခြင်းနဲ့အဲ့လိုစိတ်ရင်းနဲ့ရနေလှစေခြင်းပြီးတော့အဲတေချာလေးလုပ်ပေးပါတယ်လို့လာအပ်ပေးတဲ့လူတွေအားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်